ခုတင်ဆက်ပေးမယ့်သတင်းကတော့လွှတ်တော်ကိုယ်စားလှယ်အမတ်တချို့ကိုနိုင်ငံသားဟုတ်မဟုတ်စိတ်စစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်အမတ်တချို့ကိုနိုင်ငံသားဟုတ်မဟုတ်စိတ်စစ်နေပြီးတရားဝင်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်တီးကြတဲ့အထောက်အထားများနဲ့စိတ်စစ်နေရဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးခင်ရီကပြောကြားခဲ့ပါတယ်။ ငင်းချိဆွေးနွေးပွဲများနဲ့ပတ်သက်ပြီးဥရောပနိုင်ငံများကိုတွားရောက်လေ့လာနေတဲ့မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာမိသားစုတို့ AB လ22ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာတွေ့ဆုံစဉ်ပြည်အောင်စုဝင်ကြီးဥခင်ကြီးကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒီလိုတွေ့ဆုံမှုမှာအမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားဦးခိုင်အောင်ကျော်ကရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရမှာနိုင်ငံသားဖြစ်တည်မှုနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်အပါအဝင်အခြားသူတွေကိုလည်းစစ်ဆေးမှုပြုလုပ်ပြီးစီချင်းရှိမှရှိကိုမြန်မာကိုယ်စားလှယ်အဖွဲ့ကမေးမြန်းခဲ့တာဖြစ်ပါတယ်။ဒီလိုမေးမြန်း မှုအပေါ်ပြည်ထောင်စုဝန်ကြီးဦးခင်ရီကမိမိတို့စီကိုတကြံမတိုင်ခင်တလားလောက်ကတိုင်စာလက်ခံရရှိခဲ့ပြီးအဲ့ဒီတိုင်စာမှာရွေးကောက်ပွဲမှာအမတ်တယောက်ဖြစ်ဖို့အတွက် သူ့ရဲ့မိခင်ဖခင်ဘိုးဘွားတွေရဲ့မွေးဖွားမှုနဲ့ပတ်သက်ပြီးစစ်ဆေးပေးဖို့တောင်းဆိုထားပါတယ်။ဒါကြောင့်လက်ရှိမှာရွေးကောက်ပွဲကော်မရှင်မှာရှိတဲ့ပုံမှန်တစ်ခုမှာအဆိုပါအချက်နဲ့ကိုက်ညီမှုရှိမရှိဆက်လက်စစ်ဆေးနေပါတယ်။လာဝကဥပဒေမှာနိုင်ငံသားမဖြစ်ရင်ခိုးဝင်တယ်လို့သတ်မှတ်ပြီးထောင်ဒဏ်ငွေဒဏ်တွေနဲ့အရေးယူမှုရှိပါတယ်။ဒါအပြင်ပုံမှန်73ကာကြီးအရာပြည်နှင်ဒဏ်ပေးရတွေရှိသလိုလာရင်တိုင်းပြည်ကိုပို့တဲ့ဥပဒေတွေလည်းရှိပါတယ်။ 1982ခုနှစ်ဥပဒေအရနိုင်ငံသားမဖြစ်တဲ့နိုင်ငံမဲ့ဖြစ်နေတဲ့သူတွေအတွက်စဉ်းစားတဲ့အခါမှာနိုင်ငံသားမဖြစ်သေးရင်လေလာဝကမှဥပဒေတွေရှိနေပါတယ်1982ခုနှစ်နိုင်ငံသားဥပဒေဟာ National Security National Interest ကိုအလေးထားတဲ့ဥပဒေဖြစ်တဲ့အတွက်ပြင်ဆင်ပြောင်းလဲဖို့အစီအစဉ်မရှိကြောင်းပြည်အောင်စုဝင်ကြီးဦးခင်ရေကဆက်လက်ပြောကြားခဲ့ပါတယ်ရှင် At 35, what does a man desire to hold? A man's ultimate desire. Romanson Premier.